တနင်္လာနေ့ပွဲသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ22ရက်နေ့ကနေ30ရက်နေ့အတွင်းကာလမှာရပိုင်ခွင့်နေလက်ဝဲပြန်ရမယ်အခက်အခဲတွေအလုံးပြေလျောင်ဖြေရှင်းနိုင်မယ်စီးပွားကံလုပ်ငန်းကံငွေကြေးကံတိုးတက်မယ်ချက်ချင်းဆုံးဖြတ်ပြီးရှေ့တိုးလုပ်ကံခြင်းတို့ရဲ့ကောင်းသောအကျိုးရရှိမယ် ူတပန်းနဲ့မတူတဲ့ရှုထောင့်နေရာနေတွဲခေါ်မျိုးမြင်ပြီးလောက်တာနေတဲ့အဆင်ပြေမယ်။ဒီနေရာကိုအတွက်ကောင်းတဲ့ရက်ဖြစ်တဲ့ပေါ်ပေါက်လာတဲ့စိတ်ကူးတို့ကိုလက်တွေ့ကောင်းထဲပေါ်နိုင်တယ်။23ရက်နေ့ရီမန်းကျအောင်မြင်ခြင်းဘဝတိုးတက်ခြင်းဝေကျေကံကောင်းခြင်းကိုကြောင်းမယ်။24ရက်နေ့မှာရှင်ပြန်မှုအောင်မြင်မယ်။မြို့သမီးမိတ်ဆွေကြည်ခဲ့သူထံကကူညီရမယ်။25ရက်နေ့မှာကတိပြည့်တဲ့သူတွေနဲ့တွေ့တတ်တဲ့ရန်တိုက်ခန့်တွေနဲ့ထိတ်တိုက်ရဆက်ရတတ်တဲ့26ရက်နေ့မှာမိကောင်းဆွေကောင်းထောက်ကူရမယ်။ စီးပွားရေးကိစ္စလုပ်ငန်းကိစ္စအစဉ်ပြေမယ်29ရက်နေ့မှာမထင်မှန်ပဲပြောင်းလဲမှုနဲ့လမ်းကြောင်းသစ်တွေပေါ်ထုတ်ပြီးလွှတ်လိုက်တာအကျိုးပေးလိမ့်မယ်28ရက်နေ့မှာငွေရေးကြေးကံကောင်းမယ်လက်ပွင့်မယ်ရပိုင်권တွေပြန်ရ29ရက်နေ့ကထူးထူးခြားခြားပြောင်းလဲတဲ့တိုးတက်မှုရှိအနေမှာကောင်းစေကောင်းဆိုပြီးရင်ကျက်ပြေမင်္ဂလာရှိခြင်းတိုးတက်ခြင်းကိုကြောင်းမယ်30ရက်နေ့ကတော့ရန်တိုက်ခဏနဲ့ရှင်ပြီးမှအောင်မြင်မယ်30ရက်နေ့မှာရပိုင်권တွေလက်ဝဲပြန်ရမှုနဲ့ကောင်းသောအကျိုးဆက်တိုးတက်မှုတွေကို ရရှိခြင်းနဲ့တိုးတက်ခြင်းတွေကိုရမယ်တဘာဝအနေထားကိုတွေ့ရပါတယ်ဒီကာလအတော်တွင်းမှာတင်းငွေတွေနေသောကြာနေစနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်တင်းလာနေကြာသာပရိနေ့မွေးသူတွေဒုက္ခပေးတတ်တယ်နေ့ငါးတန်းနေကျိုးပေးပါတယ်အဖြူစိတ်မိကိုရောင်တို့ကိုဝိစေသောဆွဲပြီးလူရှိရာကိစ္စတွေဆောင်ရွက်ပါဖြူဖျားတည်ပြီးတော့လူရာဆန္ဒပြုပါဆန္ဒပြေပါလိမ့်မယ်ကျေးဇူးတင်